ပါရသမီတို့မင်္ဂလာပါဒီချက်ကတော့တတ္တမရန်တင်ချပါတာရက်ကိုတင်ကြားပေးမယ်ဒီချက်ဆိုးဖြစ်ပါတယ်ဒီနေ့ဒီချက်ပြောပြပေးမယ့်အကြောင်းအရာကတော့တင်ချတအခန်း၄အချိုးအချိုးတူနဲ့ရာဂိုင်းနှုံတင်ကန်းစာကတင်ကန်းစာတစ်ဖြစ်တဲ့အချိုးနဲ့အချိုးတူအကြောင်းပဲဖြစ်ပါတယ် အခုသင်ခန်းစာမှာဆိုလို့ရှိရင်အချိုးအချိုးတူနဲ့ရာဂိုင်နှုန်းတွေအကြောင်းကို လေ့လာကြရမယ်။အချိုးတူကို မြေပုံနဲ့အခြားပုံစံငယ်များကိုတစ်ချက်ပေါ်ပြဆွဲသားရမှာအသုံးပြုနိုင်ကြောင်းကိုလည်းလေ့လာကြရမယ်။ဒီသင်ခန်းစာကိုသင်ယူပြီးပြီဆိုရင် အချိုးနဲ့ရာဂိုင်နှုန်းများကို သုံးပြီးတော့နေ့စဉ်ဘဝပြဿနာချို့ကို ဖြေရှင်းတတ်ကြမှာဖြစ်ပါတယ်။ အချိုးနဲ့အချိုးတူအကြောင်းကို ပြောပြရမယ်ဆိုရင်အချိုးတစ်ခုကိုဖော်ပြတဲ့အခါမှာအရေးအတွက်များနှိုင်းရှင်ခြင်းကို အရှင်းဆုံးပုံစံနဲ့ဖော်ပြနိုင်ကြောင်းကိုစတ္တမရန်တုံးကလေ့လာခဲ့ပြီးဖြစ်တယ်။အခုအချိုးနဲ့အချိုးတူများအကြောင်းကိုတော့ဆက်လက်လေ့လာကြမယ်။အချိုးနှစ်ခုတူညီခြင်းကို အချိုးတူလို့ခေါ်တယ်။အကယ်၍ A by B ညီမြခြင်း C by D ဖြစ်တယ်ဆိုတာက A အချို့ B ညီမြခြင်း C အချို့ D လို့ရေးနိုင်တယ်။အဲ့ဒီမှာညီမြခြင်းနေရာမှာအဆက်ကလေး40နဲ့ပေါ်ပြတာဖြစ်ပါတယ်။ A B C နဲ့ D တို့ကိုအချို့တူကြသည်လို့ဆိုလိုတယ်။ ဥပမာတစ်ကိုကြည့်ရအောင်အတန်းတွင်းရှိចောင်းသားအေအတွက်သည်55ရောက်မှ55ရောက်ကိုတိုးလာပါကလက်ရှိចောင်းသားအေအတွက်နဲ့မူလចောင်းသားအေအတွက်အချိုးက55အချိုး55ဖြစ်တယ်။အဲ့တော့ဒီကျေတို့အချိုးပုံစံနဲ့ရေးမယ်ဆိုရင်လက်ရှိចောင်းသားအေအတွက်ကိုအချိုးမူလចောင်းသားအေအတွက် ညီမြချင်း55အချို45အဲ့ဒါကို9နဲ့ကျင်းလိုက်လို့ရှိရင်17အချို900ရယ်အဲ့ဒါကြောင့်ចောင်းသားအရေအတွက်က17အချို9အချို့အတိုင်းတိုးလာတယ်ဥပမာနှစ်ကចောင်းသားအရေအတွက်17အချို9အချို့အတိုင်းတိုးလာတော့ចောင်းတစ်ចောင်းမှာមូលရှိတဲ့ចောင်းသားအရေအတွက်က45ရောက်ဖြစ်တယ် အဲ့တော့တိုးလာတဲ့ចောင်းသားအရေအတွက်ကို သူကလိုချင်တာဖြစ်တယ်။အဲ့ဒီတော့မူလចောင်းသားအရေအတွက်45ယောက်ကိုတိုးလာတဲ့အချိုးနဲ့မြောက်လိုက်မယ်ဆိုလို့ရှိရင်17အချိုး9နဲ့မြောက်လိုက်မယ်ဆိုလို့ရှိရင်55ယောက်ရရှိမယ်။အဲ့ဒါကြောင့်တိုးပြီးနောက်ရှိလာတဲ့ចောင်းသားအရေအတွက်က55ယောက်ဖြစ်တယ်။ ဥပမာ၃ကိုဆက်ပြီးတော့ကြည့်အောင်ဂျာနယ်တိုက်တစ်ခုမှာနေစဉ်တည်တင်းစာ1040ဆောင်းရိုက်နှိပ်ရာမှာ650ဆောင်းတို့ရှော့ချလိုက်တယ်ဆိုရင်ရှော့ချပြီးနောက်ရရှိလာတဲ့ဆောင်းရည်နဲ့မူလဆောင်းရည်အတွက်အချိုးဟာ650အချိုး1040ဖြစ်တယ် အဲ့တော့ရှော့ချပြီးနောက်ရရှိလာတဲ့ဆောင်ရည်အချို့မူလဆောင်ရည်ကိုလိုချင်ရင်ရှော့ချပြီးမှရရှိလာတဲ့ဆောင်ရည်က650ဖြစ်တဲ့မူလဆောင်ရည်က1040ဖြစ်တဲ့အတွက်ကြောင့်650အချို့1040ကိုအရှင်းဆုံးပုံစံတွက်လိုက်မယ်ဆိုရင်9အချို့8ကိုရရှိရဲထို့ကြောင့်တည်င်းစာဆောင်ရည်က9အချို့8အချို့အတိုင်းလျှော့ကြသည် ဥပမာလေးကတည်တင်းစာဆောင်ရေငါချိုးရှစ်ချိုးတိုင်းရှော့ချလိုက်တဲ့ဈာနယ်တိုင်းမှာတဲ့ရှော့ချပြီးနောက်ရရှိလာတဲ့ဆောင်ရေဟာ650ဖြစ်တယ်တဲ့မူလရရသောဆောင်ရေဟာ650အမြောက်မူလရရတဲ့ဆောင်ရေဟာမြားတဲ့အတွက်ကြောင့်မို့လို့နဲတဲ့ငါကို အောက်မှာထားမယ်မြားတဲ့ရှစ်ကိုအပေါ်မှာထားပြီးတော့ကျင်းလိုက်မယ်ဆိုရင် 1040ဆောင်းဖြစ်တယ်။အဲဒါကြောင့်မူလရရသောဆောင်းရည်ဟာ1040ဆောင်းဖြစ်တယ်။ဆက်လက်ပြီးတော့ပုံစံတွက်တစ်ကိုကြည့်ရအောင်။ဈေးနှုန်းများကို10ချိုး9အတိုင်းမြင့်တင်လိုက်ပါကငွေ180ကျပ်တန်းပစ္စည်းတစ်ခုရဲ့ဈေးနှုန်းသည်မြင့်မြဖြစ်လာမည်နည်းဆိုရဲမေးခွန်းလေးဖြစ်ပါတယ်။အဲ့တော့ဒီကျေတို့ကဈေးနှုန်းအစ်စ်ကိုလိုချင်လို့ရှိရင် မူလတန်ဖိုး180ကိုเนาะ30အချိုး6နဲ့မြောက်လိုက်မယ်ဈေးနှုန်းအစ်စ်ကတန်ဖိုးများလာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပိုင်းခြေမှာဆိုလို့ရှိရင်အချိုးမှာနဲတဲ့ကိုကို အောက်မှာထားပြီးတော့30ကို အပေါ်မှာထားပြီးတော့မြောက်မယ်ဆိုလို့ရှိရင်ပစ္စည်းတစ်ခုရဲ့ဈေးနှုန်းဟာအဈေးနှုန်းအစ်စ်က200ကျပ်ဖြစ်သွားပါမယ်။ ပုံစံတွက်နှစ်ကိုကြည့်ရအောင်ဈေးနှုန်းများကို3ချိုး5အချိုးအတိုင်းရှော့ချလိုက်ပါကငွေ400ကျပ်တန်ပစ္စည်းရဲ့ဈေးနှုန်းသည်မြင်းမြဖြစ်လာမည်နည်းရဲ့ အဲ့တော့ဈေးနှုတ်အစ်စ်ကမူလတန်ဖိုး400ကျပ်ကိုတန်ဖိုးကလျှော့ချလိုက်တဲ့အတွက်ကြောင့်မို့လို့တန်ဖိုးနေဝါမယ်ဆိုလို့ရှိရင်ပိုင်းခြေမှာငါးကိုအောက်မှာထားမယ်နဲတဲ့သုံးကို ပိုင်းဝေးမှာထားပြီးတော့မြောက်မယ်ဆိုလို့ရှိရင်ဈေးနှုတ်အစ်စ်240ကျပ်ကိုရရှိပါမယ်။ ဒီနေ့တီချက်ပြောပြပေးခဲ့တဲ့အကြောင်းအရာကတော့သင်္ချာတအခန်း၄ကအချိုးအချိုးတူနဲ့ရာဂိုင်းတုံးသင်္ကန်းစာတဖြစ်တဲ့အချိုးနဲ့အချိုးတူအကြောင်းဖြစ်ပါတယ်။ဒီနေ့တီချက်ရှင်းပြပေးတဲ့သင်္ကန်းစာကိုသားတို့သမီးတို့နားလေသဘောပေါက်မယ်လို့တီချက်မျှော်လင့်ပါတယ်။ ဒီတင်ကန်းစာကိုနားလည်သဘောပေါက်မယ်ဆိုရင်ဖတ်စာအုပ်မှာပါတယ်လေ့ကျင့်ခန်းလေးတွေကိုစ조사ပြီးတော့တွေ့ကြည့်ကြပါလို့ဒီချေမှာကြားခြင်းပါတယ်နောက်တင်ကန်းစာမှာဒီချေတို့ပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်သားတို့သမီးတို့မင်္ဂလာပါတီချဲကတော့တတမရန်တင်ချပါတာရက်ကိုတင်ကြပေးမယ်တီချဲဆိုဖြစ်ပါတယ် ဒီနေ့ဒီချေပြောပြပေးမယ့်အကြောင်းအရာကတော့တင်ချတအချိုးအချိုးတူနဲ့ရာဂိုင်နှုံတင်ကန်းစာကတင်ကန်းစာ နှစ်ဖြစ်တဲ့ဓာတ်ရိုက်အချိုးတူကြောင့်ပဲဖြစ်ပါတယ်ဓာတ်ရိုက်အချိုးတူတင်ကန်းစာမှာ စာအုပ်တအုပ်ရဲ့အရေးအတွက်လိုက်တံပိုးတွေကိုတကျဒီမှာဖော်ပြထားပါတယ်။စာအုပ်အရေးအတွက်ကတံပိုးကြက်ပေါင်းရဲ့ဖြစ်ပါတယ်။အဲဒီတော့တအုပ်ကို30ကျပ်၊နှစ်အုပ်ဆိုရင်60ကျပ်၊သုံးအုပ်ဆိုရင်90ကျပ်၄အုပ်ဆိုရင်120နဲ့10အုပ်ကို300ကျပ်ဆိုပြီးတော့ဒီမှာဖော်ပြထားပါတယ်။ပေးထားတဲ့စာအုပ်အရေးအတွက်တစ်ခုအတွက် ၎င်းနဲ့သက်ဆိုင်တဲ့တံပိုးတစ်ခုရှိတယ်။အဲ့ဒီတံပိုးမှာလည်းတစ်ခုတည်းပဲဖြစ်တယ်။အဲ့လိုပဲပေးထားတဲ့တံပိုးတစ်ခုအတွက်လည်း၎င်းနဲ့သက်ဆိုင်တဲ့စာအုပ်အရေးအတွက်ကလည်းတစ်ခုပဲရှိတယ်။အဲ့ဒီအရေးအတွက်ကတစ်ခုတည်းပဲဖြစ်တယ်။ဒီမှာဖော်ပြထားတဲ့ဇာတ်မှာပထမဖော်ပြချက်ကစာအုပ်တအုပ်လင်း30ကျပ်နှုန်းဖြစ်တယ်လို့ဆိုလိုတယ်။ ဲ့ဒီနှုံကို အခြားသောပေါ်ပြချက်ဖြင့်လဲအောက်ပါတိုင်းမှာတွေ့ယူနိုင်တယ်။ဥပမာဆိုရင်သူကနှစ်အုပ်ကို60ကျပ်လို့ပြောတဲ့အတွက်ကြောင့်တအုပ်တန်ဖို့လိုချင်ရင်60ကိုနှစ်နဲ့စားမယ်။ဒါမှမဟုတ် သုံးအုပ်ကို60ကျန်းလို့ပြောတဲ့အတွက်ကြောင့်တအုပ်တန်ဖိုးလိုချင်ရင်သုံးအုပ်တန်ဖိုးကို3နဲ့စားလိုက်လို့ရှိရင်လေတအုပ်တန်ဖိုးဟာ30ကျပ်ပဲရမယ် ါမှမဟုတ်လေးအုပ်ကို120ကျပ်လို့ပြောတဲ့အတွက်ကြောင့်တအုပ်တန်ဖိုးလိုချင်ရင်120ကို၄နဲ့စားရင်လည်းတအုပ်တန်ဖိုးဟာ30ကျပ်ရပါမယ်ဒါမှမဟုတ်စေအုပ်ကို300ကျပ်လို့ပြောတဲ့အတွက်ကြောင့်မို့လို့တအုပ်တန်ဖိုးလိုချင်ရင်300ကျပ်ကို10နဲ့စားလို့ရှိရင်တအုပ်တန်ဖိုး30ကျပ်ဖြစ်ပါတယ်။ အရေးအတွက်နဲ့တံပိုးလိုက်ပေါ်ပြထားချက်မှာဆိုရင်စာအုပ်အရေးအတွက်များလာလေးလေးတံပိုးများလာလေးဖြစ်တယ်။စာအုပ်အရေးအတွက်ရော့ကြလေးလေးတံပိုးလည်းရော့ကြလေးလေးဖြစ်တယ်။အရေးအတွက်နဲ့တံပိုးတို့ကတူညီတဲ့အချိုးဖြင့်တိုးနေတဲ့ဒါမှမဟုတ် ရော့နေတာကိုတွေ့ရတယ်။အဲ့လိုဆိုလိုတာကတံပိုးကအရေးအတွက်နဲ့ ဓာတ်ရိုက်အချိုးတူကြတယ်လို့ဆိုလိုတယ်ဆက်လက်ပြီးတော့ခုကိန်းတွက်နီးနဲ့ဓာတ်ရိုက်အချိုးတူရှာခြင်းနဲ့အချိုးတွက်နီးနဲ့ဓာတ်ရိုက်အချိုးတူရှာခြင်းတွေကို လေ့လာကြမယ်ဒီကျေရော အခုရှင်းပြမှာတော့ခုကိန်းတွက်နီးဖြစ်ပါတယ် ခုကိန်းတွက်နီးမှာဆိုရင်စာအုပ်တအုပ်ရဲ့တန်ဖိုး1ကီလိုမီတာသွားရန်ကြာခြင်းစသည်ဖြင့်နှုံးတွေကို ရှေးဥစွာရှာတယ်။ဥပမာတစ်ကိုကြည့်ရအောင် ိဆသုံးကိုက်ဤတံပိုးသည်4500ကျပ်ဖြစ်လျင်ပိဆ5ကိုက်ဤတံပိုးကို ရှာမဲဆိုပါစို့ပိဆအလျာအချိုးတံပိုးကိုကျေရရေးကြမယ်ပိဆသုံးကိုက်ကဲ့တံပိုးဟာ4500ဖြစ်တဲ့အတွက်ကြောင့်ပိဆအလျာနေရာမှာ3ရေးမယ်တံပိုးနေရာမှာ4500ကိုရေးမယ်အဲ့တော့ပိဆတကိုက်ကဲ့တံပိုးကိုလိုချင်ရင်3ကို သုံးတဲ့စားရင်တိရထားတာဖြစ်တဲ့အတွက်ကြောင့်၄တောင်း900ကိုလည်းသုံးနဲ့စားလိုက်မယ်။အဲ့တော့၄တောင်း900ကိုသုံးနဲ့စားလိုက်တဲ့အခါမှာ1500ကျပ်ရတယ်။အဲ့တော့ပိစတကတ်ရဲ့တန်ဖိုးက1500ကျပ်ရရှိသွားပြီ။အဲ့တော့ဒီချက်ကိုဆက်ပြီးတော့ပိစ၅ခိုက်ကိုလိုချင်ရင် ဒဂိုက်ကို9ဖြစ်အောင်လို့9နဲ့မြောက်လိုက်တယ်လို့1500ကိုလည်း9နဲ့မြောက်လိုက်တဲ့အခါမှာ9500ရရတယ်။အဲဒါကြောင့်ပိဿ9ไก่ကတန်ဖိုးဟာ9500ကျပ်ဖြစ်ပါတယ်။ပုံစံတွက်တစ်ကို ကြည့်ရအောင်။ကားဖြင့်200ကီလိုမီတာသွားရင်2နာရီ30မိနစ်ကြာလျှင် 140ကီလိုမီတာခရီးကိုသွားရင်အချိန်မီများကြာမီနည်းဆိုတဲ့ပုံစံလေးပါအဲ့တော့ဒီကျေတို့ဒီဘက်ကကြာချိန်ကိုလိုချင်တဲ့အတွက်ကြောင့်မို့လို့ခရီးအကွာဝေးကိုဘယ်ဘက်မှာထားမယ်ကြာချိန်ကိုညာဘက်မှာထားမယ်အဲ့တော့ခရီးအကွာဝေးအချို့ကြာချိန် ရွာမယ်ခရီးအကွာဝေး200ကီလိုမီတာကို2နာရီ30မိနစ်ကြာတဲ့အတွက်ကြောင့်ခရီးအကွာဝေးနေရာမှာ200ရေရမယ်ကြာချိန်နေရာမှာ2နာရီနဲ့30မိနစ်ကိုရေမယ်အဲ့တော့ကြာချိန်2နာရီ30မိနစ်ကိုဒီချေရိုမိနစ်ဖွဲ့လိုက်မယ်အဲ့တော့ခရီးကွာဝေး200ကီလိုမီတာအတွက်ဆိုရင်တနာရီမှာ60မိနစ် နှစ်နာရီဆိုတော့120မိနစ်30မိနစ်နဲ့ပေါင်းလိုက်လို့ရှိရင်150မိနစ်ရမယ်200ကီလိုမီတာကိုကြာချိန်က150မိနစ်ဖြစ်တယ်ဒီကျဲရောခုကိန်းအတွက်နီးမှာ10ကီလိုမီတာအတွက်ကြာချိန်ကို ရှာခြင်းတဲ့အတွက်ကြောင့်200ကို200နဲ့စားရင်တရသလို150ကိုလည်း200နဲ့စားလိုက်တဲ့အခါမှာဒီချေရောကျင်းလိုက်ပြီဆိုရင် 4ပိုင်း3ပိုင်းမိနစ်ကို ရရှိမယ်ဆက်လက်ပြီးတော့140ကီလိုမီတာအတွက်ကြာချိန်ကိုလိုချင်ရင်တစ်ကို140ဖြစ်အောင်140နဲ့မြှောက်တယ်လို့၄ပိုင်း၃ပိုင်းကိုလည်း140နဲ့မြှောက်ရပါမယ်အဲ့လိုမြှောက်ပြီးတော့တွက်လိုက်တဲ့အခါမှာဆိုရင်105မိနစ်ရရှိပါမယ် ဲ့ဒီတော့အဖြေက140ကီလိုမီတာသွားရန်ကြာချိန်က105မိနစ်ဖြစ်တယ်။နာရီမိနစ်ပြန်ဖွဲ့မယ်ဆိုရင်တစ်ချေတော့60နဲ့စားမယ်60တလီ60ဆိုတော့တနာရီရမယ်105ရဲ့60ကိုနှုတ်လိုက်ရင်45မိနစ်ကျန်နေအဲ့ဒါကြောင့်အဖြေကတနာရီ45မိနစ်ဖြစ်ပါတယ် ဒီချေရိုဆက်လက်ပြီးတော့အချိုးပြင်အတွက်နည်းကိုကြည့်ရအောင်ဒီဘက်မှာဒီချေအားစာအုပ်ရေးထွက်ပေးထားတယ်ဟိုဘက်ကတံပိုးကြက်ပောင်းကိုရှာမယ်အဲ့တော့စာအုပ်ရေးထွက်၃အုပ်ကို ကြတဲ့နဲ့တံပိုးက60ကြက်ဖြစ်တယ်ဒီချေရိုက၄အုပ်ကဲ့တံပိုးကိုရှာမယ်အဲ့တော့၄မှာညာလေးထိုးမယ် question mark လေးရေးလိုက်ပြီးအဲ့တော့စာအုပ်အရေးအတွက်ကအချိုးက လေးအချိုးသုံးဖြစ်တယ်ဒီကျေရိုးရှာခြင်းနာကလေးအုပ်အတွက်ကိုရှာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့လေးအချိုးသုံးဖြစ်တယ်သက်ဆိုင်ရာစာအုပ်တံပိုးတွေရဲ့အချိုးတွေကလည်းလေးအချိုးသုံးပဲဖြစ်ရမယ်အဲ့ဒါကြောင့်စာအုပ်လေးအုပ်ကတံပိုးဟာ60အမြောက်လေးအချိုးသုံးတနည်းအားဖြင့်၃ဘိုင်း၄ဘိုင်းနဲ့ မြောက်လိုက်မယ်ဆိုရင်120ချက်ရရှိရယ်ဒီချေတော့ဒီမှာဆိုလို့ရှိရင်ပိုင်းခြေမှာဘာဖြစ်လို့3ယောက်သွားလဲဆိုရင် စာအုပ်၄အုပ်ကတန်ဖိုးဟာပို့ပြီးတော့များများလိုချင်တယ်အဲ့ဒါကြောင့်မလို့နဲတဲ့ကိန်း3ကိုဒီချေတော့ပိုင်းခြေမှာထားပြီးတော့မြောက်တယ်လို့မှတ်ရင်လည်းရပါတယ်အဲ့တော့60အမြောက်3ပိုင်း4ပိုင်းနဲ့တွက်လိုက်တဲ့အခါမှာ120ချက်ကိုရရှိပါမယ်။ ဒီကျဲတော့ဥပမာတစ်ကိုတွက်ကြည့်ရအောင်ပိစ္ဆ3ခိုက်ကိုဝယ်တဲ့အခါမှာ4500ကျပ်ပေးရတယ်ဆိုရင်ပိစ္ဆ5ခိုက်ကတန်ဖိုးကို ရှာမယ်လို့ဆိုပါစို့အဲ့တော့ဒီကျဲတော့လိုချင်တဲ့တန်ဖိုးကိုညာဘက်မှာထားမယ်ပေးထားတဲ့ပိစ္ဆပမာဏကိုဘယ်ဘက်မှာထားမယ်အဲ့တော့ပိစ္ဆပမာဏပိစ္ဆတန်ဖိုးဆိုဒီကျဲတော့ရေးလိုက်မယ် အဲ့တော့ပိဿသုံးခိုက်ကတန်ဘိုးက4500ကျပ်ဖြစ်တဲ့အတွက်ကြောင့်သုံးခိုက်ရေးမယ်မြားလေးရေးပြီးတော့4500ကျပ်ဆိုရေးမယ်ချာဂျင်နာက ပိဿ၅ခိုက်ကတန်ဖိုးဖြစ်တဲ့အတွက်ကြောင့်၅ခိုက်ရေးမယ်မြားလေးရေးပြီးတော့ပိဿတန်ဖိုးနေရာမှာ question mark လေးကိုရေးလိုက်မယ်အခုဒီမှာဆိုရင်ပိဿ၅ခိုက်ကိုလိုချင်တယ်ပိဿ၅ခိုက်နဲ့ပိဿ သုံးကိုက်ရဲ့အချိုးဟာဆိုရင်ငါအချိုးသုံးဖြစ်တယ်အဲ့တော့ပိဿငါးကိုက်တန်ဖိုးနဲ့ပိဿသုံးကိုက်ကတန်ဖိုးအချိုးဟာလည်းငါအချိုးသုံးပဲဖြစ်ရမယ်အဲ့ဒါကြောင့်ပိဿ၅ခိုက်ကတံပိုးကိုရှာခြင်းနဲ့ဆိုရင်ပိဿ၃ခိုက်ကတံပိုးကို၃ဘိုင်း၅ဘိုင်းတနည်းအားဖြင့်၅အချို၃နဲ့မြောက်ရတယ် အဲ့တော့ပိဿငါးခိုက်ကတံပိုးကများတဲ့အတွက်ကြောင့်မို့လို့ပိုင်းဝေမှာဆိုလို့ရှိရင်များတဲ့တံပိုး၅ကိုထားပြီးတော့ပိုင်းခြေမှာနည်းတဲ့တံပိုး၃ကိုထားတာကိုဒါတို့သမီးတို့တွေ့ရမယ်အဲ့တော့ပိဿာငါးကိုက်ကတံပိုးများတာကိုလိုချင်လို့ရှိရင်ငါးအချိုးသုံးနဲ့ဘယ်သူနဲ့မြောက်မလဲ၄တောင်း900ကပိဿာသုံးကိုက်ကတံပိုးကို မြောက်လိုက်မယ်ဆိုရင်9500ကျပ်ကိုရရှိမယ်။ပုံစံတွက်တစ်ကိုဆက်ပြီးတော့ကြည့်ရအောင်။ထိုင်းဘတ်ငွေ90ကိုမြန်မာငွေ2000ကျပ်ဖြင့်လဲလှယ်နိုင်၏။ထိုင်းဘတ်ငွေ80သည်မြန်မာငွေမြေများနှင့်တန်ဖိုးတူသည်နည်းဆိုတဲ့ပု္ပ္ပစာလေးပါ။ အဲ့တော့တီချဲတို့ပေးထားတာက ထိုင်းပတ်ငွေကိုပေးထားတယ်မြန်မာငွေကိုမေးတဲ့အတွက်ကြောင့်မလို့ထိုင်းပတ်ငွေကိုလက်ဝဲဘက်မှာထားမယ်မြန်မာငွေကိုလက်ယံဘက်မှာထားမယ်အဲ့တော့ထိုင်းပတ်ငွေ90ကိုနှစ်ထမြန်မာငွေ2000ကျပ်ဖြစ်တဲ့အတွက်ကြောင့်ထိုင်းပတ်ငွေအောက်မှာ90ဘတ်ရေးမယ်မြားလေးရေးမယ်မြန်မာငွေမှာ2000ကျပ်ဆိုရေးမယ်ဒီကျေရိုးရှာမှာက ထိုင်းဘတ်ငွေ80ဘတ်ကိုရှာမှာဖြစ်တယ်။အဲ့တော့ထိုင်းဘတ်ငွေ80ဘတ်အတွက်ဆိုရင်မြန်မာငွေက ပိုပြီးတော့များလာမယ်။ထိုင်းဘတ်ငွေ90မှာ2000ကျပ်ဖြစ်တယ်။ထိုင်းဘတ်ငွေ80ဆိုရင်မြန်မာငွေတွေပိုများလာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တီချယ်တို့ကအချိုးကိုရေးလိုက်တဲ့အခါမှာဆိုရင်အများကြီးကိုလိုချင်တဲ့အတွက်ကြောင့်နေတဲ့90ဘတ်ကို ိုင်းခြေမှာထားမယ်များတဲ့80ကိုအပေါ်မှာထားပြီးတော့မြန်မာငွေ2000ကျပ်နဲ့မြောက်ပြီးတော့ကျင်းလိုက်မယ်ဆိုရင်မြန်မာကျပ်ငွေ3200ကျပ်ကိုရရှိလာမှာဖြစ်တယ်အဲ့တော့ထိုင်းဘတ်ငွေ80နဲ့တူညီတဲ့မြန်မာငွေက3200ကျပ်ဖြစ်ပါတယ် ဒီနေ့တိချက်ပြောပြပေးခဲ့တဲ့သင်ခန်းစာကတော့သင်္ချတအခန်းလေးအချိုးအချိုးတူနဲ့ရာဂိုင်နှုံးခေါင်းစဉ်ကသင်ခန်းစာနှစ်ဖြစ်တဲ့ဓာတ်ရိုက်အချိုးတူကြောင့်ဖြစ်ပါတယ်။ဒီနေ့တိချက်ရှင်းပြပေးခဲ့တဲ့သင်ခန်းစာကို သားတို့သမီးတို့နားလည်သဘောပေါက်မယ်လို့တိချက်မျှော်လင့်ပါတယ်။သားတို့သမီးတို့နားလည်သဘောပေါက်မယ်ဆိုရင်ဖတ်စာအုပ်မှာပါတယ်၄ချင်ခန်းတွေကိုစူးစမ်းပြီးတော့တွက်ကြည့်ပါလို့မှာကြားခြင်းပါတယ်။ နောက်တင်ကန်းစာတွေမှာဒီချေတို့ပြန်တွေ့ကြမယ်နော်။ Bye bye. ဘားတို့သမီးတို့မင်္ဂလာပါဒီချက်ကတော့တတမရန်တင်ချပါတာရက်ကိုတင်ချပေးမယ့်ဒီချက်ဆိုဖြစ်ပါတယ်ဒီနေ့ဒီချက်ပြောပြပေးမယ့်အကြောင်းအရာကတော့တင်ချတေးအခန်း၄အချိုးအချိုးတူနှင့်ရာဂိုင်းနှုံးတင်ကန်းစာကတင်ကန်းစာ၃ဖြစ်တဲ့မြေပုံနဲ့အချားပုံစံများကို အချိုးဖြင့်ပေါ်ပြတွက်ချက်ခြင်းအကြောင်းပဲဖြစ်ပါတယ် မြေပုံများ ရေးဆွဲရာတွင်၎င်းအိမ်ကားနှင့်လေရင်ပြန်စသည်တို့ရဲ့ပုံစံငယ်များကို ရေးဆွဲရာတွင်၎င်းဓာတ်ရိုက်အချိုးတူနည်းကို အသုံးပြုနိုင်ပါသည်မြေပုံပေါ်မှာရှိတဲ့အကွာဝေးနဲ့မြေပြင်ပေါ်မှာရှိတဲ့သက်ဆိုင်ရာ ပကတိအကွာဝေးတို့ရဲ့အချိုးဟာအမြဲတူညီကြတယ်။အဲ့လိုပဲအိမ်ကားလေရင်ပြန်တို့ရဲ့ပုံစံအတိုင်းအတာများကလည်း ဘဂဒီအေကာလီယင်ပြန်တို့ရဲ့အတိုင်းတာတွေနဲ့ဓာတ်ရိုက်အချိုးတူပါတယ်မြေပုံသို့မဟုတ် ပုံစံတို့ရဲ့ scale ကို အမှတ်အသားလေးမြဲပြထားတဲ့မြင်းနေနဲ့ပုံမှာပြထားတဲ့အတိုင်းဖော်ပြလေးရှိပါတယ်။ဒီပုံမှာဆိုရင်1 cm က1 km ကို ဖော်ပြထားတယ်။ ပုံတစ်ခုရဲ့ scale ကို ပကတိအချိုးဖြစ်တဲ့ပုံပေါ်ရှိ အကွာဝေးအချိုးပကတိအကွာဝေးနဲ့လည်းပေါ်ပြလေးရှိတယ်။ဒီအချိုးကို ကိုစားပြု အပိုင်းကိန်းလို့လည်းခေါ်ပါတယ်။ဒီပုံမှာပေါ်ပြထားတဲ့ scale အတွက်ဆိုရင်ကိုစားပြု အပိုင်းကိန်းပိုင်းခြေမှာ1 km ပိုင်းဝေးမှာ1 cm အဲ့ဒါက10စင်တီမီတာအချိုး10ကီလိုမီတာကို ဖော်ပြတယ်ဒီကျေတို့ကအချိုးတွေကိုတွက်တဲ့အခါမှာဆိုလို့ရှိရင် scale က unit တွေတူရမှာ ဖြစ်တယ်အဲ့ဒါကြောင့်မလို့ unit တူအောင်ဖွဲ့မယ်ဆိုရင်1စင်တီမီတာကိုဒီတိုင်းမဲထားမယ်10ကီလိုမီတာမှာ1000မီတာရှိရတဲ့အတွက်ကြောင့်10ကီလိုမီတာနေရာမှာ1000မီတာကို ရေးပါမယ် နောက်တစ်ခါစင်တီမီတာနဲ့မီတာဖြစ်တဲ့အတွက်ကြောင့်စင်တီမီတာကိုဒီတိုင်းမဲထားမယ်တမီတာမှာ100စင်တီမီတာရှိတဲ့အတွက်ကြောင့်1000ကို100 cm နဲ့မြှောက်လိုက်လို့ရှိရင်3000 cm ရမယ်အဲ့လိုဆိုရင်10စင်တီမီတာနဲ့စင်တီမီတာစင်တီမီတာကြေဝါလို့ရှိရင်အပိုင်းကိန်း3000ပိုင်းတစ်ပိုင်းကိုရရှိပါမယ်အဲ့ဒီ3000ပိုင်းတစ်ပိုင်းကိုဆိုရင် တအချိုးသသိန်းအချိုးဖြစ်လဲပေါ်ပြလေးရှိပါတယ်ပုံစံတက်တကိုကြည့်ရအောင်ကိုစားပြုအပိုင်းကိတအချိုးသတောင်းရှိသောမြေပုံတစ်ခုအတွက်နံပါတ်ကကြီးမြေပြင်ပေါ်ရှိ1ကီလိုမီတာသည်မြေပုံပေါ်တွင်မြင်းမြောက်กว่าဝေးသည်နီး နံပါတ်ခခွေမြေပုံပေါ်ရှိ12.5စင်တီမီတာသည်မြေပြင်ပေါ်ရှိမိတိအကွာဝေးကိုပေါ်ပြသည်နည်းဆိုတဲ့မိကုံးလေးကိုစူးစမ်းပြီးတော့တွက်ကြည့်ကြရအောင်နံပါတ်ကကြီးကမြေပြင်ပေါ်မှာရှိတဲ့ 1ကီလိုမီတာကမြေပုံပေါ်တွင်မြည်မြကွာဝေးသည်ဆိုတဲ့မေခွန်းလေးဖြစ်ပါတယ်။ဒီချေရိုရှာမာက မြေပုံပေါ်မှာရှိတဲ့အကွာဝေးကို ရှာမာပါ။အဲဒါကြောင့်မြေပုံပေါ်မှာရှိတဲ့အကွာဝေးမြည်မြခြင်းဒီမှာမြေပုံပေးထားလို့ရှိရင် တွေ့တဲ့အခါမှာမြေပြင်ပေါ်ရှိ ပကတိအကွာအဝေးကိုတကယ်လို့စကင်းနဲ့မြောက်ရပါမယ်။ အဲ့ဒါကြောင့်မြေပုံပေါ်ရှိအကွာဝေးညီမြခြင်းမြေပြင်ပေါ်ရှိပကတိအကွာဝေးဤတထောင်ပိုင်းတစ်ပိုင်းနဲ့မြောက်ရပါမယ်အဲ့ဒီတော့မြေပြင်ပေါ်မှာရှိတဲ့ ပကတိအကွာဝေးက1ကီလိုမီတာဖြစ်တယ်1ကီလိုမီတာအမြောက်တထောင်ပိုင်းတစ်ပိုင်းနဲ့မြောက်လိုက်မယ်နောက်တစ်ခါ မြေပုံပေါ်မှာရှိတဲ့အကွာအဝေးက စင်တီမီတာပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချေရိုက1ကီလိုမီတာကို စင်တီမီတာရောက်တဲ့အထိဖွဲ့ရမယ်။အဲ့တော့1ကီလိုမီတာမှာ1000မီတာရှိရဲဆိုတဲ့အတွက်ကြောင့်1000မီတာအမြောက်1000ပိုင်းတစ်ပိုင်း နောက်တစ်ခါစင်တီမီတာရအောင်သွားမှာဖြစ်တဲ့အတွက်ကြောင့်1000မီတာကို100စင်တီမီတာနဲ့မြောင်မယ်1000ပိုင်းတစ်ပိုင်းနဲ့ဆက်မြောင်မယ်ဆိုလို့ရှိရင်အဖြေက30စင်တီမီတာကိုရရှိမှာဖြစ်ပါတယ်။နံပါတ်ခွေမေးခွန်းကတော့ မြေပုံပေါ်မှာရှိတဲ့17တသမ5စင်တီမီတာကမြေပြင်ပေါ်မှာရှိတဲ့မြေသည့်အကွာဝေးကိုပေါ်ပြသည်နည်းဆိုရဲမိကွန်းလေးဖြစ်ပါတယ်။အဲ့ဒီတော့နံပါတ်ခခွေးကမြေပြင်ပေါ်မှာရှိတဲ့ပဂတိအကွာဝေးကို လိုချင်လို့ရှိရင်မြေပုံပေါ်မှာရှိတဲ့အကွာဝေးကိုဒီကျေတို့ကစကေးကိုမြောင်းပြန်လှန်ပြီးတော့ပြောက်သွားမယ်။ အဲ့ဒါကြောင့်မြေပုံပေါ်မှာရှိတဲ့အကွာဝေးကိုစကေးကိုဗျောင်းပြန့်လှန်ပြီးတော့ဘာလို့မြောက်လဲဆိုတော့တကယ်လို့ကမြေပြင်ပေါ်မှာရှိတဲ့အကွာဝေးကအများကြီးပဲလိုချင်တယ်။အဲ့ဒါကြောင့်မလို့တစ်ကိုအောက်မှာထားလိုက်တာ ဖြစ်ပါတယ်။အဲ့ဒါကြောင့်တတောင်းနဲ့မြေပုံပေါ်မှာရှိတဲ့အကွာဝေးကိုမြောက်မယ်။အဲ့တော့တတောင်းအမြောင်းမေပုံပေါ်မှာရှိတဲ့အကွာဝေးကမေကွန်းမှာပေးထားတာက7.5စင်တီမီတာ ဲ့တော့စနစ်တသမ5စင်တီမီတာကိုတထောင်းနဲ့မြှောက်လိုက်မယ်ဆိုလို့ရှိရင်တသိန်း2500စင်တီမီတာရမယ် အဲ့ဒါကိုတကယ်လို့ကမြေပြင်ပေါ်မှာရှိတဲ့ပဂတိအကွာဝေးကကီလိုမီတာလောက်ထိသွားမှာဖြစ်တဲ့အတွက်ကြောင့်ကီလိုမီတာထိကိုအဆင့်ဆင့်သွားရမယ်။အဲ့ဒါကြောင့်တသိန်း2500စင်တီမီတာကိုမီတာရင်ဖွဲ့မယ်။မီတာရင်ဖွဲ့မယ်ဆိုရင်100နဲ့စားရမယ်။တမီတာမှာ100စင်တီမီတာရှိရတဲ့ကြောင့်100နဲ့စားလိုက်မယ်ဆိုရင်1250မီတာဝရရှိမယ်။ အဲ့ဒီမီတာကိုကီလိုမီတာဖွဲ့မယ်တကီလိုမီတာမှာ1000မီတာရှိတဲ့အတွက်ကြောင့်1000နဲ့စားရမယ်အဲ့တော့1250ကို1000နဲ့စားလိုက်လို့ရှိရင်ကီလိုမီတာတွေရမယ်အဲ့ဒီကီလိုမီတာကတော့1.25ကီလိုမီတာဖြစ်ပါတယ် ဒီနေ့တီချဲပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့တင်ချတအခန်း၄အချိုးအချိုးတူနဲ့ယာဂိုင်းနှုံတင်ကန်းစာကတင်ကန်းစာသုံးဖြစ်တဲ့မြေပုံနဲ့အခြားပုံစံများကို အချိုးဖြင့်ပေါ်ပြတွတ်ချက်ခြင်းအကြောင်းဖြစ်ပါတယ်ဒီနေ့တီချဲရှင်းပြပေးခဲ့တဲ့တင်ကန်းစာကို သားတို့သမီးတို့နားလေသဘောပေါက်မယ်လို့ဒီချဲမျော်လင့်ပါတယ်။နားလေသဘောပေါက်မယ်ဆိုရင်ဖတ်စာအုပ်မှာပါတယ်။လေ့ကျင့်ခန်းလေးတွေကိုစူးစမ်းပြီးတွက်ကြပါလို့ဒီချဲမှာကြားချင်ပါတယ်။နောက်သင်ခန်းစာမှာဒီချဲတို့ပြန်တွေ့ကြမယ်နော်။ Bye bye ။